ိုင်ဘာဆွန်နဲ့ဒုံးကျည်တက်ဆင်ထားတဲ့တပ်လင်ရင်ကိုယူကရိန်းရဲ့ပြည်တွင်ကခိုးဖို့ကြံစည်ခဲ့ကြောင်းရုရှားကဆွဆွလိုက်ပါတယ်။ရုရှားရဲ့မျိုးဆက်တဲ့ဟိုင်ဘာဆွန်နဲ့ဒုံးကျည်တက်ဆင်ထားတဲ့တပ်လင်ကြင်းကိုခိုးဖို့ယူကရိန်းရဲ့ပြည်တွင်တို့ပူးပေါင်းကြံစည်တယ်လို့ရုရှားထောက်လိုက်တဲ့ဌာန FSB ကဆွဆွပြောပါတယ်။ FSB ဆိုရယူကရိန်းရဲ့ပြည်တွင်တို့ဟာခင်းစဲမျိုးစားဟိုင်ဘာဆွန်နဲ့ဒုံးကျည်တွေတက်ဆင်ထားတဲ့ MiG-31 တပ်လင်ကြင်းကိုအပိုင်စီးပြီးတော့ခိုးလာပြီးဖို့ရုရှားတပ်လင်မှုတူကိုချိန်ငတ်ခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီ mission တစ်ခုရဲ့အယူအချက်ကရုရှားကိုအကြီးအကျယ်ဒေါသထွက်အောင်ရန်စပြီးပြည်ထောင်နာတွေကိုပုံမှုရှုပ်ထွေးသွားစေဖို့ဖြစ်တယ်လို့ FSB ကဆိုပါတယ်။ ဒါပေမဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးယူကရိန်းနဲ့ပြည်တိုင်းဘက်ကတော့ဘာမှတုံ့ပြန်ခြင်းမရှိသေးပါဘူး။ခင်ဆဲဆိုတာကရုရှားသမ္မတပူတင်ဂုံအယူအဆ Hypersonic ဆက်လက်နေတဲ့ကောက်တစ်ခုပါ။ Hypersonic ဆိုတာဟာအတန်ထက်အနည်းဆုံး၅ဆပုံမြင်အောင်ပြန်တန်းနိုင်တဲ့မြန်နှုံးကိုရည်ညွှန်းတာဖြစ်ပါလိမ့်။ရုရှားသတင်းဌာန Interfax က FSB ရရှိချိုးအစိုးရကိုးကားပြီးတော့နိုဝင်ဘာ17ရက်နေ့သတင်းဖော်ပြရမှာယူကရိန်းထောက်လှမ်ရေးအေဂျင့်တွေကတိုက်ရိုက်မှုကို MiG-31 တိုက်ရိုက်နေတဲ့ဒုံးကျည်ကိုခိုးမယ်ဆိုရင် ဒေါ်လာ3သန်းပေးမယ်လို့ကမ်းလှမ်းခဲ့ကြောင်းဒါ့အပြင်လူမှုဆန္ဒရှိတဲ့ဥရောပနိုင်ငံတစ်ခုခုမှနိုင်ငံသားဖြစ်ခွင့်ပြုမယ်လို့လည်းကတိပြုခဲ့ကြောင်းပြောပါတယ်ရည်ရွယ်ချက်ကတော့လေရင်ကိုအပိုင်စည်းခိုးယူပြီး NATO စစ်မဟာမိတ်အဖွဲ့ဝင်ရိုမေးနီးယားနိုင်ငံရဲ့ကွန်စတန်တာမြို့နားမှာစစ်အခြေစိုက်စခန်းတစ်ခုစီပြန်တန်းလာရမှာဖြစ်ပြီးအဲ့ဒီနေရာမှာလေကြောင်းကာကွယ်လက်နက်တွေနဲ့လေရင်ကိုဖျက်ဆီးပစ်ချလိုက်မှာပါဒါဟာရုရှားက NATO ကို ဖြီပားရန်စတယ်ဆိုတဲ့လုံခြံဆက်ကိုဖန်တီးဖို့အခင်းကျင်းမျိုးလို့ FSB ကဆိုပါတယ်။ရုရှား Telegram Channel တွေက Ukraine Agent ဦးဟာအလုပ်ဖြစ်မယ်လို့ယူဆတဲ့ရုရှားတပ်လီမှုတူကိုကနဦးချင်းကပ်ခဲ့ပေမဲ့လေယာဉ်မှုကငင်းဆန်ခဲ့တယ်လို့ဖော်ပြပါတယ်။အဲဒီကတော်ဘက်လေယာဉ်မှုကိုဆက်လက်ချင်းကပ်ခဲ့ပြီးလေယာဉ်ပြန်တန်းချိန်မှာလေယာဉ်မှုရဲ့အောက်ဆီဂျင်ပိုက်ကနေအစိတ်ခတ်နိုင်မဲ့အစီအစဉ်တွေပါကမ်းလှမ်းပြင်ဆင် ပေးခဲ့တယ်လို့ဆိုပါတယ်။ ဒီလင်းရင်ပိုင်းဇီးဝူကိုမူလကနိုဝင်ဘာလ၄ရက်နေ့မှာအကောင့်ထဲဖော်ဖို့ကြံစီပြီးတနှစ်လောက်ကြိုတင် အချိန်ယူထားခဲ့တာလို့ FSP ကဆွဆွဲပါတယ်။အဲ့ဒီကိစ္စနောက်ကမှဒီတိုင်းကလည်းထက်ထက်ဝင်ပတ်သက်နေပြီးဒါပေမဲ့ဒီကိစ္စကအထမြောက်အောင်မြင်ခြင်းမရှိနိုင်ခဲ့ကြောင်း FSP ကပြောပါတယ်။ရုရှားဆွေးနွေးပွဲအားရင်တရင်ထဏာကလည်းယူကရိန်းနဲ့ပြည်တွင်းထောင်လိုင်းရေးဌာနတွေပူးပေါင်းပြီးရုရှားကိုအကြီးစားရစားမဲ့ကိစ္စကိုကြားဖြတ်ဟန်တောင်းနိုင်တယ်လို့ဖော်ပြပါတယ်။ရုရှားရဲ့ဆွဆွကျက်နဲ့ပတ်သက်ပြီးအတည်ပြုဖို့တော့ခက်ခဲပါတယ်။ ယူကရိန်းနဲ့ပြည်တိုင်းဘက်ကလည်းဒီကိစ္စပေါ်တုံ့ပြန်ဖြေရှင်းတာမရှိသေးပါဘူး FSB ကဒီကိစ္စအတွက်လက်တုံ့ပြန်တဲ့အနေနဲ့အခုတရင်ဘက်အစောပိုင်းတုန်းကယူကရိန်းမြို့တော်ကီမာရှိတဲ့လက်ထုံးနဲ့ထောက်လှမ်းရေး unit တစ်ခုကိုကင်ဇဲတုံးကြီးနေနဲ့တိုက်ခိုက်ခဲ့တယ်လို့ပြောပါတယ် FSB ဆိုတာဟာဆိုဗီယက်ခေတ်မှာထူးနာမည်ကြီးခဲ့တဲ့ KGB ကိုနာမည်ပြောင်းထားတဲ့ agency လည်းဖြစ်ပါတယ်အခုရုရှားမှာအဓိကထိပ်တန်းပုံစံတွေကိုဖြုတ်ချနေတာလည်း FSB ရဲ့ထောက်လှမ်းရေးတရင်တွေကြောင့်ပဲဖြစ်ပါတယ် ဒါကြောင့်အခုတရင်ကလည်း FSB ကမိမိတို့ထောက်လည်ရေးတရင်တပ်ဖွဲ့တွေကရရှိထားတယ်လို့ဆိုပါတယ်။ဒါနဲ့ပတ်သက်ပြီးယူကရိန်းနဲ့ဖြစ်တဲ့ကတော့ဘာမှကိုတုံ့ပြန်ခြင်းမရှိသေးပါဘူး။နောက်တရင်တပုတ်ပြောချင်ပါတယ်။ကာရေဘီယံဒေသကိုအမေရိကန်လိင်တွေသင်္ဘောကြီးရောက်ရှိလာတဲ့နောက်မှာတော့ဗင်နီဇွဲလာမှာတော်တော်လေးကိုစိုးရိမ်မှုကြီးတက်နေပါလေ။အမေရိကန်ရတဲ့ကမ္ဘာကြီးဆုံးလိင်တွေသင်္ဘောကြီးဟာကာရေဘီယံပင်လယ်ထဲရောက်ရှိလာပြီးတော့ဗင်နီဇွဲလာဟာဒီအချိန်ပေါ်စိုးရိမ်မှုတွေမြင့်တက်နေပြီးစီးရီးလေ့ကျင့်နေပါလေ။ ။တမနာထရန့်ရဲ့အမေရိကန်ဆိုးရဟာပြီးခဲ့တဲ့လပိုင်းတွင်ဗင်နီဇွဲလာပေါ်တင်းမာတဲ့သဘောထားအသီးစားပြခဲ့ပါလေ။အမေရိကန်ကဗင်နီဇွဲလားတမရမာဒူရိုကိုမူရစ်ကိုင်းခေါင်းဆောင်လို့ဆွဆွဲပြီးဒေါ်လာတန်90စုကြည့်ထောက်ထားပါလိမ့်။ဒါအပြင်အမေရိကန်စီမူရစ်စေဝါတွေမှောင်ခိုတင်တဲ့လုပ်ငန်းမှာပါဝင်တယ်လို့ဆွဆွဲပြီးအစင်းရေပေါင်းများစွာရှိတဲ့ဗင်နီဇွဲလားစစ်လေတွေကိုတိုက်ခိုက်နှိမ်ပြပါလိမ့်။ထရန့်က မြင်းပဲ့ထားသည့်တိုင်အောင်ဗင်နီဇွဲလားမှာအစိုးရပြောင်းလဲဖြစ်အောင်အမေရိကန်ကလှုပ်ဆောင်နေတယ်ဆိုတော့ထင်ကြေးတယ်ဆက်ပြတ်နေပါတယ်ခရိုင်ရဲ့ပုံကတော့ဗင်နီဇွဲလားကိုကိုရိုင်းကိုကြစစ်ထဲဝင်တိုင်းတဲ့ပုံကဘယ်နဲ့စီရင်ရချင်းချောင်းမှုလို့ရှုမြင်နေပါတယ်မာရူရိုကိုသူ့ရဲ့စစ်တပ်ကပဲဖမ်းပြီးအမေရိကန်ကိုပြန်ပို့ရမယ့်ပုံဖြစ်နေပါတယ်ဒီတော့ USS Draft Fort လေနေတဲ့မော်ဂျီဦးဆောင်တဲ့ American ရေတပ်မဟာဗျူဟာတိုက်ခိုက်ရေးရင်အုပ်ဟာ ကာရီဘီယံပင်လယ်ထဲရောက်လာတာဟာဗင်နီဇွဲလားမှာစစ်စင်ရေးလုပ်ဖို့ဖြစ်နိုင်ကြောင်းစိုးရိမ်ကြီးခံမှန်းမှုတွေဖြစ်ပေါ်စေပါတယ်။ဒီလေရင်တင်မောကြီးဟာကမ္ဘာမှာအကြီးဆုံးစစ်သင်္ဘောဖြစ်သတ်မှတ်ခံရပါတယ်။ American ရေတပ်ရဲ့တောင်ပိုင်းနယ်မြေဦးစီးဌာနကုတ်ကဲမှုအောက်ကနေဒီတိုက်လေရင်ကြီးဦးဆောင်တဲ့ရေရင်အုပ်ဟာနိုဝင်ဘာ17ရက်နေ့မှာလက်တင်အမေရိကကိုရောက်လာတာပါ။ American ရေတပ်က US Draft 4ကို Caribbean ပင်လယ်ပြင်မှာဖြန့်ကျက်မဲ့အကြောင်းလွန်ခဲ့တဲ့3ပတ်ခရဲကကြေညာထားပါတယ်။ ကျွန်တော်တို့ရဲ့အရန်စစ်သင်္ဘောတွေဟာကာရီဘီယံမှာယာစမှုလှုပ်ရှားမှုတွေတရားဝင်လှုပ်ရှားမှုတွေအမေရိကန်ရဲ့အကျိုးစီးပွားကိုထိခိုက်စေမဲ့ကြံဆောင်မှုမှန်သမျှထောက်လန်းစောင့်ကြည့်ကြားဖြတ်မှုတွေပိုပြီးထိရောက်ကိုင်တောင်လုပ်နိုင်မယ်လို့ပင်ဂွန်စစ်ဌာနချုပ်ကပြောပါတယ်။ကာရီဘီယံကိုဒီ12စစ်သင်္ဘောကြီးရောက်လာမှုဟာကာကတ်စ်မှာရှိတဲ့ဗင်နီဇွဲလားအစိုးရအတွက်တော့ကျင်းသေးပေါ့ ောကရောက်เสียပဲလို့နိုင်ငံရေးအခက်တွေကပြောပါတယ်ထရန့်ကဗီနီဇွဲလားပိုင်နယ်ဒဲထီစစ်စင်တွေလုံဆောင်မလားဆိုတဲ့မေးခွန်းကိုပဲတော့မှတင်းပြချစ်ကြမပြောပါဘူးအရင်ကလည်းဗီနီဇွဲလားပြည်မှာအမေရိကန် F-35 ဂျက်တက်လေယာဉ်တွေစနေမောတွေဖြန့်ကျက်လို့စိုးရပြောင်းမှုထိဖြစ်စမှုတွေဖြစ်ထင်ကြီးတွေရှိပါတယ်။နိုဘာနီယန်နေ့ကလည်းထရန့်ဟာအမေရိကန်နဲ့ဗီနီဇွဲလားတို့ထိတ်တိုက်စစ်ဖြစ်နိုင်ခြေရှိတယ်ဆိုတဲ့အမှတ်ချက်က ချဲ့ကားထားတာပါဆိုတာမျိုးပြောမှုပါတယ်ဒါပေမဲ့အဲ့ဒီမနိုင်ခင်ရပန်လောက်တုန်းကထရန့်ကမာဒူရိုအတွက်လက်ကျန်နေတယ်အတော်နေနေပြီလို့ပြောမှုပါတယ်စနေမာလာဇမန်ကဆောင်းတဲ့အမေရိကန်စစ်တပ်ဟာနိုင်ငံတကာရေပိုင်နယ်ထဲကဗင်နီဇွဲလားရေရင်အစီး20ထဲမှလည်းတိုက်ခိုက်ဖြစ်စီပါတယ်အဲ့ဒီစစ်စင်ရေးတွင်အနည်းဆုံးလူ80ကျော်သေဆုံးတယ်လို့သိရပါတယ်ဒါအပြင်အမေရိကန်ဘက်ကကုန်းတွင်းပိုင်းကိုဝင်ရောက်တိုက်ခိုက်မယ်ဆိုတဲ့ဖြစ်နိုင်ခြေကိုလည်းထည့်သွင်းစဉ်းစားနေပါတယ်မေဂန်ဆွေဘကတော့တိုက်ခိုက်တဲ့တင်မောင်းတွေထဲမှာမူရစ်မှောင်ခုကူးရတဲ့ဆွေထောက်ထားတွေထုတ်ပြန်တာမရှိသေးပါဘူး ဘရိတ်ကန်ရဲ့ဒီဆစ်စင်ရဗီနီဇွဲလာနဲ့ပုံမှုကျပြတဲ့ပြိပကပိုဖြစ်စီပြီးတမနာထရန်ကတော့ဒီလိုလုပ်နေတာဟာမူရစ်စင်ဝါနေနှိမ်နှင်းဖို့ပဲလို့ပြောပါတယ်။ကလပ်ရုံကောင်းကောင်းထိန်းချုပ်ထားပြီးဖြစ်တဲ့အတွက်ခုတော့ကုန်းလေးမန်းကိုလည်းစဉ်းစားမယ်လို့ထရန်ကပြောပါတယ်။မာဒူဘိုကတော့ထရန်ကိုဗီနီဇွဲလာကိုစန့်ကျင်တဲ့စစ်ပွဲဖြစ်အောင်တွန်းအားပေးနေတယ်လို့ဆွဆွဲထားပါတယ်။ဗီနီဇွဲလာကာကွယ်ရေးဦးကြီးကတော့စစ်တပ်ကိုစစ်စင်ရေးပြေးဝါနဲ့အသိအနေထားမှရှိစီဖို့ကြီးညာပါတယ်။ နိုဝင်ဘာလ10ရက်နေ့ထိကြီးရည်လီဒုံးကျည်လက်နက်အားလုံးပြင်နိုင်ငံရဲ့ပြည်သူစစ်တွေကိုပါချမှတ်ထားဖို့အတွက်တောင်းဆိုနေတာဖြစ်ပါတယ်ဖိလစ်ပိုင်မှာတိုင်ဖုန်းမုန်တိုင်းကြီးဖန်ဝေါင်းကြောင့်နောက်ဆုံးရရှိတဲ့အချက်လက်တွေအရလူ78ဦးသေဆုံးသွားပြီဖြစ်ပါတယ်တပတ်တွင်ဒုတိယမြောက်တိုက်ခတ်ခဲ့တဲ့တိုင်ဖုန်းမုန်တိုင်းကြောင့်ဖိလစ်ပိုင်သေဆုံးမှုအရအတွက်78ဦးထိမြင့်တက်ခဲ့ပါတယ်ဖန်ဝေါဝါရှင်းအောင်အာရှဒေသတွင်းကျူးစုနိုင်ငံဖြစ်တဲ့ဖိလစ်ပိုင်ကိုနိုဝင်ဘာ9ရက်နေ့မှာဖျက်ဆီးတိုက်ခိုက်ပြီးတဲ့နောက် မြောက်ဘက်ပစိဖိတ်သမုဒ္ဒရာရေပြင်စီရွေးရှားသွားပါတယ်ဖန်ဝေါဟာဖလပိုင်တက်တော့တပတ်အတွင်းမှာဒုတိယကြိမ်ကြုံခဲ့ရတဲ့ဖြတ်အားပြင်းတိုက်ဖုန်းမုန်တိုင်းကြီးဖြစ်ခဲ့ပါတယ်နိုဝင်ဘာ17ရက်နေ့မှာမုန်တိုင်းနဲ့အဆိုးဆုံးခံခဲ့ရတဲ့နိုင်ငံမြောက်ပိုင်းအေရီးယားတွေမှာပျက်စီးတွေကျိုးကျတဲ့သစ်ပင်တွေကိုလူအားရန်ညားတွေအားအုံပြူရှင်းလင်းတာတွေ့ရပါတယ်တိုင်ဖုန်းမုန်တိုင်းတိုက်ခတ်ချိန်ကနိုင်ငံကယူရနဲ့မြေရင်းဒေသတို့ဆူဆူဝါးရေလွှမ်းမှုမှုနဲ့ကြုံခဲ့ရကြောင်းကဲဆဲရေးတွေကပြောပါတယ် ဖိလစ်ပိုင်အာနာပါနီယာမုန်တိုင်းဝင်ရောက်လာခင်ရပ်ပိုင်းလူကလေးကလူပေါင်း1.4တန်းကိုပေးလို့ရအရေးပေါ်ရွှေ့ပြောင်းပေးထားခဲ့ပါတယ်။ဖန်ကောင်းကြောင့်အစိုးရမှဖိလစ်ပိုင်ဟာလူ2ဦးသေချောင်းကျင်ညာပေမဲ့နောက်6ဦးဖြစ်လာပြီးနိုဝင်ဘာ17ရက်နေ့မှာ18ဦးထိမြင့်တက်ခဲ့တာပါ။ဖန်ဝမ်နဂင်တပတ်တုံးကဖလမိုင်းလယ်ပိုင်းကိုနောက်ထပ်တိုင်ဖွန်းမုန်တိုင်းတစ်ခုဖြစ်တဲ့ကာမေဂီကဖြတ်တန်းတက်ခဲ့ပါတယ်။ကာမေဂီဟာဖလပိုင်းမှာဒီ2025အတွင်းအသေးပြောက်အများဆုံးမုန်တိုင်းကြီးဖြစ်ပါတယ်။ ကာမဂီကြောင့်ဖိလစ်ပိုင်မှာ239ဦးသေပြီးက26ဒဏ်ရာက109ဦးပျောက်ဆုံးနေပါတယ်။တိုင်ဖွန်မုန်တိုင်းကြီးဖန်ဝေါကတော့ Isbella ပြည်နယ်တစ်ပိုင်းမှာထိခိုက်မှုတွေအဓိကကြုံတွေ့စေပြီးတချို့ကမ်းရိုးနဲ့ကျေးရွာတွေစီကယ်ဆယ်ရေးအဖွဲ့တွေတွားဖို့ရုန်းကန်နေရဆဲဖြစ်ပါတယ်။မော်နိုင်းကျောက်တပင်းနေကျိုးမြေရီပြိုလမ်းလေးပြက်ကုန်လို့ချို့အခြေအနေဇိုးတဲ့နေရာတွေစီသွားဖို့ကမဖြစ်နိုင်သေးကြောင်းကာဂရန်တောင်ကြားဒေသကယ်ဆယ်ရေးအဖွဲ့ကပြောပါလိမ့်။အဲဒီနေရာမှာမြေပြိုမှုများပြားဖြစ်ပေါ်ကြောင်းသတင်းတွေရရှိပါတယ်။ တိုင်ဖွန်မုန်တိုင်းကြီးဖန်ဝေါ်ရဲ့တံကိုပြင်းထန်ဆုံးခံစားရတဲ့နောက်ထပ်နေရာဖြစ်တဲ့ကာတန်ဒူရာနက်စ်ကျွန်းမှာတော့ရေချိုဖြန့်ဝေစနစ်တွေဆူဆူဝါးပျက်စီးပြီးအဲ့ဒီစနစ်တွေကိုပြေဝပြင်ပြနိုင်ဖို့ရက်20ထက်မနည်းအချိန်ယူရနိုင်ပါလေ။လက်ပိုင်းဟာမုန်တိုင်းတိုက်ခတ်မှုတွေနဲ့မစိမ့်မဲနှစ်စဉ်ပြင်းပြမုန်တိုင်းလုံး20လောက်ကြုံနေရတဲ့နိုင်ငံမှာတိုင်ဘက်ပြည်ရှင်တွေကတော့ကမ္ဘာရာသီဥတုပြင်းလဲမှုနဲ့အတူမုန်တိုင်းရဲ့ဖြက်စီးရတဲ့ပုံမှုပြင်းထန်လာကြောင်းသတိပေးထားပါလေ။ လောလောဆယ်မှာဖန်ဝေါတိုင်ဖုန်ဖုန်နိုင်ကြီးဟာထိုင်ဝမ်ကျွန်းကိုဆက်လက်ဥတည်ရွေးရှာပြီးအစိုးရကအန္တရာယ်စုံတွေကဒေသခံတွေကိုကြိုတင်ရွှေ့ပြောင်းပေးနေတယ်လို့ကြောင်းတွေလည်းပိတ်ထားဖို့ညွှန်ကြားပါတယ်။ထိုင်ဝမ်ပေါ်တိုင်းဟာထိုင်ဝမ်ကိုနိုဝင်ဘာ၁၂ရက်မှာဖျက်ဆီးတိုက်ခိုက်ပွဲရှိပြီး၂၄နှစ်အတွင်းမွေးချင်း400မီလီမီတာလောက်ထိတက်တက်ထန်ထန်ရွာသွန်းပွဲရှိပါတယ်။လက်ရှိမှာတော့တိုင်ဖုန်းမွန်တိုင်းကြီးဖန်ဝေါကြောင့်လူပေါင်း1.4တန်းကျော်အိုးမဲအိမ်မဲဖြစ်ခဲ့ရပါတယ်။ ။အိုမဲအိမ်မဲဖြစ်ခဲ့ရတဲ့အပြင်ပြက်စီးတွေကလည်းနေရာအနှံ့အပြားမှာရှိနေပြီးတော့ဒါတွေကိုပြန်လည်ပြီးတော့ပြုပြင်တည်ဆောက်ဖို့ကတော်တော်လေးလိုအပ်တယ်လို့တာဝန်ရှိသူတွေကပြောပါတယ်။လက်ရှိအရေးပေါ်ကေဆေးခန်းတွေမှာပဲရွှေပြောင်းနေနေရတဲ့အခြေအနေမှာရှိပါတယ်။ဖလပိုင်ဟာတိုင်ဖုန်းမုန်တိုင်းတွေကြာခဏဝင်ရောက်တိုက်ခတ်လိရှိပြီးတော့ဘလို့မှထိန်းချုပ်လို့မရတဲ့အခြေအနေမှာတော်တော်လေးကိုအခက်တွေ့နေတယ်လို့ဒေသခံပြည်သူတွေကပြောပါတယ် ရုရှားရဲ့အပြင်းထန်ဆုံးတိုက်ခိုက်ခံရတဲ့စစ်ပွဲရှိတဲ့ရှိခါဆန်မြို့ကိုဇီလန်စကီတယောက်ရောက်နေပါတယ်။ယူကရိန်းသမ္မတဘလိုဒီမာဇီလန်စကီဟာစစ်မှတ်ဖြစ်ပွားရာရှေ့တန်းမြို့ဖြစ်တဲ့ခါဆန်ကိုရောက်နေပါတယ်။အဲဒီမှာရုရှားစစ်စခန်းနဲ့ခြားထားတဲ့ဒီနီပရိုမြစ်တစ်ဖက်ကနဲ့ကီလိုမီတာအနည်းငယ်သာဝေးပြီးအစမပြတ်ပြစ်ခတ်တိုက်ခိုက်မှုတွေအမြောက်တန်ဒရုန်းတန်တွေကိုခါဆီးရင်ဆိုင်နေရတဲ့မြို့ဖြစ်ပါတယ်။ဇီလန်စကီကမြို့ဝင်မှာရှိတဲ့အလားဆင်ထားတဲ့ခါဆန်အမီရအကြီးဆိုင်ဆန်ဘုတ်နောက်ခံတဲ့ဆဲဖီရိုက်ထားတဲ့သူ့တပ်ပုံကိုအွန်လိုင်းပေါ်လွှင့်တင်ခဲ့ပါတယ်။ ဇလန်စကီကတော့သူ့အနေနဲ့ရှေ့တန်းဆင်မနာမှာစစ်သည်တွေနဲ့တူရှိနေပါတယ်ဆိုတာသက်သေပြခြင်းလို့ဖြစ်ပါတယ်။ဒါအပြင်2000ခုနှစ်ရုရှားရဲ့ကျူးကျော်ဆစ်ဆာတဲ့မီလီယံရုရှားတပ်တွေခါဆန်မြို့မှာဆုတ်ခွာသွားခဲ့တဲ့၃နှစ်ပြည့်အထိမ်းအမှတ်မိန့်ခွန်းပြောနေတဲ့ဗီဒီယိုဖိုင်ကိုလည်းလွှင့်တင်ပါတယ်။အဲဒီမိန့်ခွန်းထဲမှာခါဆန်ကိုပုံမအကောင်းစေမဲ့ဆုံးဖြတ်ချက်တွေအတွက်ကျွန်တော်ပြင်ဆင်နေတယ်လို့ပြောပါတယ်။ ဇလန်စကီကအဲ့ဒီမျိုးကာကွယ်ဖို့ကိစ္စတွေနဲ့ပတ်သက်ပြီးဒေသခံတာဝန်ရှိသူတွေစစ်တပ်ကိုယ်စားလှယ်တွေနဲ့တွေ့ဆုံဆွေးနွေးပါတယ်။ခါဇန်မျိုးကရုရှားရဲ့သေးစား drone တွေနဲ့ချိန်ဆမှုအရှိန်မြင့်တာကိုနေ့စဉ်ရင်ဆိုင်နေရတာဖြစ်ပါတယ်။ဒါအပြင်ဇလန်စကီကရုရှားသမ္မတပူတင်တွေနဲ့ရှေ့လဲတိုးမရနောက်လဲဆုံးမရတဲ့အခြေအနေနဲ့ရင်ဆိုင်နေရတယ်လို့ပြောပါတယ်။အင်အားကြီးမားတဲ့ရုရှားတပ်တွေကိုရင်ဆိုင်ရတဲ့ယူကရိန်းအနေနဲ့ခက်ခဲတယ်ဆိုပေမဲ့လည်းကိုယ်နိုင်ငံကိုယ်မြေပေါ်ကနေယူကရိန်းလူ့ဖွဲ့စည်းတစ်ခုလုံးကခုခံကာကွယ်နေတာပါလို့ဇလန်စကီကပြောပါတယ် ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့တစ်ခုတည်းကခုခံနေတာမဟုတ်ပဲမျိုးဆက်နဲ့ချီလွတ်လပ်မှုတွေနိုင်ငံတော်တစ်ခုလုံးကအကာအကွယ်တိုက်ခိုက်တာဟာဒီကကွာခြားချက်ပါလို့ဇလန်စကီကဆိုပါတယ်ယူကရိန်းစစ်အရေးမကျန်တဲ့ပတ်သက်လို့ပြည်သူတွေကိုဂရီပေးချပြခဲ့ပေမဲ့၄နှစ်နီးပါးရှိလာတဲ့အထိအောင်မြင်မှုမပြနိုင်တဲ့ပူတင်အနေနဲ့ရှေ့တိုးလူလည်းမရနောက်ဆုတ်လူလည်းမရတဲ့အခြေအနေရောက်နေတယ်လို့ဇလန်စကီကပြောပါတယ်ယူကရိန်းလူဖွဲ့စည်းမှာတင်းမာမှုရှုပ်ထွေးမှုတွေဖြစ်ဖို့လုံနေကြသွေးခွဲနှီးမျိုးစုံနဲ့ပူတင်ကစူးစမ်းပေမဲ့ အောင်မြင်မှုမရတော့တဲ့အချိန်မှာအရသာပြစ်မှတ်တွေစွန့်ရင်အခြေခံအဆောက်အုံတွေကိုလေကြောင်းကနေပြစ်မှတ်ထားချမ်းဖက်တိုက်ခိုက်တာလို့ဇလန်စကီးကဆိုပါတယ်။ပူတင်အနေနဲ့သူပြောတာတွေကတခုခုတော့ပြေဝအောင်မြင်ပြီဆိုတာရုရှားပြည်သူတွေပေါ်အရေးပေါ်ပြသနိုင်ဖို့ပြင်းထန်ကြိုးစားနေရတယ်လို့တခြားဥရောပနိုင်ငံတွေကိုလည်းနီးမျိုးစုံနဲ့နှောက်ယှက်ပေးတာတွေလုပ်နိုင်ပါတယ်လို့ဇလန်စကီးကဆိုပါတယ်။လက်ရှိမှာတော့ဆောင်းရာသီဝန်ထမ်းနဲ့အတူ နှစ်ဖက်လုံးမှာရှိတဲ့စွန့်ရင်ခြေကန်ဆောင်တွေကိုအပြားအဆိုင်တိုက်ခိုက်မှုတွေလည်းမြင့်တက်နေပါတယ်။ယူကရိန်းရဲ့စွန့်ရင်ဆောင်မှုရုရှားရဲ့ပြင်းထန်ဆုံးတိုက်ခိုက်မှုပြီးမှာတော့ပျက်စီးတွေကိုပြင်ဖို့ယူကရိန်းဖွဲ့သားတွေကအသေးအတန်လှုပ်ဆောင်နေကြပါတယ်။မကြာသေးခင်လမ်းများတွင်ယူကရိန်းခြေကန်ဆောင်ပေါ်တိုက်ခိုက်မှုတိုးမြင့်ပြုလုပ်လာရာမော်စကိုကယူကရိန်းနိုင်ငံတော်ဒရုန်းရပေါင်းများစွာနဲ့တိုက်ခိုက်မှုကိုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အခြေအနေခက်ခဲပြီမဲ့စွမ်းရည်ပြန်လည်ရရှိရေးကြိုးပမ်းမှုဆက်လုပ်နေပါတယ်။စနစ်တကျရင်းနဲ့အပြည့်စည်တွေပြည့်ပြည့်စည်ရေးမှာလူထောင်ပေါင်းများစွာပါဝင်လုပ်ကိုင်နေတယ်လို့ဆလန်စကီကပြောပါတယ်။အခြေအနေမှာနိုင်ငံရှိမောင်းမှာရှိတဲ့ခါကီနဲ့ဆူမီဒေတာမှာခက်ခဲဆုံးဖြစ်နေပြီးနိုင်ငံအလယ်ပိုင်းကပိုတာပေါင်းမှာလည်းခက်ခဲတွေရှိပါတယ်။ခါကီမှာ32ဦးရေတသိန်းခန့်ကလျှက်စရေနဲ့အပူပေးစနစ်တွေမရဘဲရှိနေပါတယ်။ ထိခိုက်မှုအများဆုံးဖြစ်တဲ့ပိုတာပေါ်မှာလည်းနေရအများစုလျှက်စစ်ရရှိပြီဖြစ်ပေမဲ့စက်ပစ္စည်းတွေပျက်စီးကုန်တဲ့အတွက်မြို့တော်ခမ်းမနေရအချို့ရက်ွက်တွေမှာအမှောင်ကျနေစေဖြစ်ပါလေ။တရားစစ်တအားပေးစနစ်တည်ငြိမ်စေဖို့အတွက်နိုင်ငံတော်လျှက်စစ်တအားပို့လို့ရကိုရဌာနကအလဲကျမှုပေးစနစ်ကိုလည်းကျင့်သုံးနေရတယ်လို့သိရပါတယ်။ရုရှားဟာသူတို့ရဲ့နီးပွရဲ့ကိုနီးမျိုးစုံနဲ့ပြောင်းလဲနေတယ်လို့ဆိုပါတယ်။လျှက်စစ်တအားထုတ်လို့ရေးစုံတွေစွန့်ရင်ကွန်ရက်တွေ လျှက်စစ်ဖြန့်ဖြူးစနစ်တွေကိုတပြိုင်နက်တည်းတိုက်ခိုက်လာတာလို့ရုရှားအယူကရိန်းဒုစွမ်းရည်ဝန်ကြီးကပြောပါတယ်။ဇလန်စကီကတော့ရုရှားတပ်တွေဟာဒီတိုက်ခိုက်မှုကိုတိုးမြှင့်လှုပ်ဆောင်ခဲ့တာဟာဒုံးကြီးတွေပုံမတုံးလာပြီးသူတို့ရဲ့တိုက်ခိုက်မှုစွမ်းရည်ကိုမြင့်တင်တယ်လို့ဆိုပါတယ်။လက်ရှိမှာတော့နှစ်ဖက်လုံးကအပြန်အလှန်ပြစ်ခတ်တိုက်ခိုက်မှုတွေရှိနေပါတယ်။ယူကရိန်းလက်တက်ကလည်းမော်စကိုကတနင်္ဂနွေညကနိုင်ငံတော်ဝန်ရှိအဆောက်အုံတွေကိုဒရုန်း69စီးနဲ့တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ တမဟောင်းဆူဟာတိုကိုမျိုးသားသူရဲကောင်းစုချီးမြှင့်တဲ့အတွက်အင်ဒိုနီးရှားမှာငင်းပေါ်နေပါလေ။ညင်ပါဝေဖန်မှုတွေရှိနေသည့်တိုင်အောင်အင်ဒိုနီးရှားဆိုရဟာနိုင်ငံကောင်းဆောင်ဟောင်းဆူဟာတိုကိုမျိုးသားသူရဲကောင်းတူအဖြစ်စီးရင်သွင်းသတ်မှတ်ခဲ့ပါလေ။ဆူဟာတိုဟာနိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်ထိရောက်တဲ့ဥဆောင်မှုပေးခဲ့တယ်လို့တစ်ဖက်မှာလည်းနိုင်ငံရေးအရာပြင်းထန်တဲ့ဖိနှိပ်မှုတွေလှုပ်ဆောင်ခဲ့တဲ့အာနာရှင်လို့ဆွဆွဲခံရပါလေ။ 1960နဲ့1990ပြည့်လွန်နှစ်တွေကြာဆူဟာတိုဦးဆောင်တဲ့ဆိုရဟာရှီတောင်အာရှဒေသတွင်နိုင်ငံကိုစီးပွားရေးအထူးကဲမြင်သာတဲ့တရိပ်ပြမှုစီဆောင်ကျင်းပေးနိုင်ခဲ့ပါလေ။ချားဖတ်မှာတော့ဆူဟာတိုကြီးစိုးတဲ့ကာလတွေအတိုက်ခံအင်အားစုတိမ့်ချီဖမ်းဆီးခံရပြီးအများအပြားတုတ်တင်ခံရတယ်လို့သူတွေတီတွေကပြောပါတယ်။အင်ဒိုနီးရှားမှာနိုင်ငံအတွက်ကောင်းကျိုးတွေပို့ခဲ့တဲ့နိုင်ငံသားတွေကိုချီးကျူးကွန်ပျူတာအနေနဲ့အမျိုးသားသူရဲကောင်းစုနှစ်စဉ်အနှင်းလေးရှိပါတယ်။ ဝင်ပါစဲနေကအရိစုချင်းမှုသူစေဦးစင်းမှာ ကွယ်လွန်သူစုဟာတိုလည်းပါပါတယ်။အရှိတမဆူဘီယန်တို့ဟာစုဟာတိုရဲ့တမတ်ဖြစ်ခဲ့သူပါ။ဂျာကာတာမှာကျင်းမတဲ့စုချင်းမှုပွဲအခမ်းအနားမှာစုဟာတိုအစားသားသမီးတွေကစုကိုလက်ခံယူပါတယ်။အော်တိုဘာလာတုန်းကစုအတွက်စကားတဲ့နာမည်50စင်းကိုအင်ဒိုနီးရှားလူမှုရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာနကအစိုးရစီတင်သွင်းခဲ့ပါတယ်။ အဲ့ဒီကလေးကစူဟာတူရဲ့အမိပါလာတဲ့ပေါ်နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကဝေဖန်ကန့်ကွက်ခဲ့ပါတယ်။စူပေးပွဲကြောင်းပြသခဲ့တဲ့ဒိုင်ရိုက်ထုံးလွင်ပြသတဲ့ရုပ်သံရဲ့နောက်ခံစကားပြောမှာတော့စူဟာတူဟာအင်ဒိုနီးရှားလူလက်ရေးကာလမှာထေရှားတောက်ပခဲ့ပြီး1945တုန်းကဂျပန်တပ်တွေလက်နက်ချမှုကိုတိကျဦးဆောင်ခဲ့သူလို့ထည့်သွင်းပြောထားပါတယ်။ဒါပေမဲ့စူဟာတူကိုနိုင်ငံရဲ့ဂုဏ်ယူစရာစုတစ်ခုချီးမြှင့်တာဟာမလျော်ကန်တဲ့လုပ်ရမျိုးလို့လူမှုအသင်းအဖွဲ့တွေကဝေဖန်ပါတယ်။ ပြီးခဲ့တဲ့သတင်းဘက်ကဂျကာတာမှာလူပေါင်း100လောက်စုဝေးပြီးစုအတွက်ဆူဟာတိုကိုနာမည်ထည့်သွင်းအဆိုပြုခဲ့တဲ့ပေါ်ဆန္ဒပြပါတယ်။နောက်တဲ့နိုင်ငံသား16000လောက်ကအဲဒီကိစ္စကန့်ကွက်ကြောင်း online လှုံ့ဆော်မှုကြီးလုပ်နေပါတယ်။ဂျကာတာမှာနောက်ထပ်ဆန္ဒပြပွဲတွေကျင်းပဖို့လည်းရည်ရွယ်ထားကြောင်းတက်ကြွလှုံ့ဆော်သူတွေကပြောသလိုလုံခြုံရေးတပ်ဖွဲ့ဝင်အင်အားရာခိုင်နှုန်းကိုလည်းအာဏာပိုင်တွေကဖြန့်ကျက်ထားပါတယ်။စစ်ကောင်စားဟောင်းတူဖြစ်တဲ့ဆူဟာတိုဟာ အင်ဒိုနီးရှားနိုင်ငံရဲ့သမိုင်းကြောင်းရဲ့အရှုပ်ထွေးဆုံးကာလဖြစ်တဲ့1965ခုနှစ်မှာစတင်အာဏာရလာပြီနော်။နောက်ထပ်နှစ်ကြာသမရရာတို့ကိုယူခဲ့သူပါ။အဲဒီနောက်ပြည်လုံးကျွတ်အောင်ကြွမှုတွေပြီး1998မှာရာတို့ကနှုတ်ထွက်ခဲ့ပါလေ။သူအာဏာရလာတဲ့ကာလတုန်းကအင်ဒိုနီးရှားမှာကွန်မြူနစ်အဖြစ်ဆွဆွဲခံရသူ9သိန်းလောက်တိုးချောင်စီတပ်ဖြတ်ခံရမှုဖြစ်ပေါ်ပါလေ။ ။ဆိုရတော့ရဲ့ဆယ်စုနှစ်တုံးကြာအုံဆိုးမှုမှာနှင်းပတ်နှိမ့်ဆက်မှုလက်ဆဖြောင်းမှုအရသာခွင့်ရေးချိုးနှိမ့်မှုတွေဖုံးလွှမ်းနေပါတယ်။နိုဝင်ဘာလနှစ်ပေါင်း90ကအရှေ့တီမောကိုတူမိန်နဲ့အင်ဒိုနီးရှားကကျူးကျော်ခဲ့တာဟာစစ်အေးကာလာတွင်ကမ္ဘာမှာအကြီးဆုံးစစ်စင်ရေးတစ်ခုဖြစ်ပါတယ်။နောက်ထပ်မြန်မာစာတစ်ခုမှာတော့မြန်မာခေအင်အားကောင်းလာတဲ့အင်ဒိုနီးရှားနိုင်ငံကိုထူထောင်ရမှာဆိုရတော့ရဲ့ရှေးလျားတဲ့အုံဆိုးမှုကအဓိကတောက်တိုင်ဖြစ်ခဲ့တယ်ဆိုတော့မငင်းနိုင်ဘူးလို့တမိုင်းသူတွေတည်တည်ကဆိုပါတယ်။ ဆိုရုံနဲ့ထပ်မံအင်ဒိုနီးရှားဟာအာဂတိကိစ္စအရန်ထုတ်ပြောပေမဲ့အစိုးရရန်နေရာကထူးအောင်မြင်ပါတယ်။အင်ဒိုနီးရှားရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဟာသို့ဆိုတဲ့ကာလအတွင်းနှစ်အလိုက်ပြင်းပြခွနရာခိုင်နှုန်းထိတိုးခဲ့ပါတယ်။1966မှာနိုင်ငံရဲ့ငွေကြေးဖုံးပွားမှုဟာ600ရာခိုင်နှုန်းကျော်ထိရှိခဲ့ပေမဲ့1999မှာတော့100ရာခိုင်နှုန်းထိတောင်မှပြန်ကျသွားပါတယ်။ခုဆိုအင်ဒိုနီးရှားဟာအရှေ့တောင်အရှေ့မှာစီးပွားရေးအင်အားအတောင်တိုးဆုံးနိုင်ငံတွေမှာပါသွားပြီဖြစ်ပါတယ်။ဆိုရုံကိုသဘောကျဆုံးကမ္ဘာက ဖွံ့ဖြိုးရေးဖခင်ကြီးဆိုတဲ့ညွှန်းဆိုမှုမှာဒါပေမဲ့သူကိုယ်တိုင်ကတော့အာဏာရနေချိန်ဒေါ်လာဘီလီယံနဲ့ချီများပြားတဲ့ငွေကြေးတွေအလွဲသုံးစားလုပ်တယ်လို့လည်းအသံတွေထွက်ခဲ့ပါတယ်1998မှာဗန်ဒါရီအကြက်ဒီကြုံလာပြီးတနင်္ဂနွေလုံးအုံကျွားလာတဲ့အခါမှာဆူဟာတို့ကသမရဖြစ်ကနှုတ်ထွက်ပြီးအာနာလွှဲပြောင်းမှုလက်ခံပေးခဲ့ပါတယ်။2008နှစ်စံပိုင်းမှာဆူဟာတို့ကအသက်86နှစ်အရွယ်မှာပဲကွယ်လွန်ခဲ့ပါတယ်။လေလာသူတွေကတော့လက်ရှိအင်ဒိုနီးရှားလူ့အဖွဲ့စည်းရဲ့အစိပ်ပိုင်းများစုဟာဆူဟာတို့ခင်မှာစိုးသွမ်းခဲ့တဲ့အထက် အပေါင်းလက္ခဏာဆောင်တဲ့အရေးလိုပို့ပြီးအမှတ်ရတယ်ဆိုပါလေဒါမဲ့ဆိုရတော့အင်ဒိုနီးရှားရဲ့ညင်ပွားစရာအကောင်းဆုံးခေါင်းဆောင်လို့ယူဆကြတော့အခိုင်အမာတည်တံ့စေပါသူရဲ့သမတ်လက်ရှိဝန်ကြီးချုပ်ပရာဘိုဟာပြီးခဲ့တဲ့နှစ်ကအင်ဒိုနီးရှားသမ္မတဖြစ်လာတဲ့အခါဆိုရတော့ကိစ္စအခြေအနေတွေတကြောပြန်ကောင်းထွက်လာမှပြည်သူတွေကစိုးရိမ်မှုတွေရှိပါတယ်ဘစ်ကွိုင်းအမေရိကန်ဒေါ်လာ6ဘီလီယံဘူးထိလိမ်လည်ခဲ့တဲ့တရုတ်နိုင်ငံသူရှီမီကျင်းကို2014နှစ်ချမှတ်ပွဲရှိပါတယ် 2024အပီလာကမလေးရှားနိုင်ငံသားကြားဖြန့်ဝင်လိမ့်နေသူဆန်ဟော်လင်အမှုကိုခြေရာခံရကနေပြတိမာဖန်ဆီးရမိခဲ့တဲ့အသက်48နှစ်အရွယ်တရုတ်နိုင်ငံသူကြားဖြန့်ဝင်လိမ့်ခေါင်းဆောင်စီမီကျန်းမှုကိုလန်ဒန်ဆော့ဝတ်တယံကစတင်ကြနာပြီးအမှုတွဲပါသူတွေကိုပြစ်ဒဏ်ရချမှတ်ခဲ့ပါတယ်။သူဆောင်လူစီမီကျန်းဟာ2024နှစ်အထိကြားခံရနိုင်ကြောင်းပြတိသတင်းတွေကဖော်ပြပါတယ်။ သမားကသမားကိုသူကယာတီချန်းလို့နာမည်ပြောင်းထားပြီး2018မှာတရုတ်ကနေထွက်ပြေးပါတယ်ပြည်တွင်းကိုအထောက်ထားတူတွေတုံးပြီးတော့ရောက်ရှိလာပါတယ်သမားဟာ2014မှ2019ကြာတရုတ်နိုင်ငံတွင်မှာလူပေါင်း3,800စီကနေဒေါ်လာ6ဘီလီယံလုံးထိနီးမျိုးစုံနဲ့ကြားဖြတ်လည်လည်ရရှိခဲ့ပါတယ်ရရှိတဲ့ငွေတွေကို digital ငွေကြေးဘစ်ကွိုင်းအဖြစ်ပြောင်းလဲတာတစ်ဖြည်းဖြည်းငွေကြေးခွာချဖို့ကြိုးစားနေရကနေဖန်ဆီးရမိတာဖြစ်ပါတယ်သမားရဲ့လက်အောက်မှာလှုပ်ရှားနေသူပေါင်းထောင်နဲ့ချီရှိပါတယ် ကျွဲဝမှုတွေဘီယင်မလို့ကုတ်ကူကူတင်စားပြီးပြတိမာတထေးမာကြီးတယောက်ဖြစ်ပေါင်း23ပန်းတန်နဲ့အိမ်မှာသူမဟာနေထိုင်စဉ်ရဲတဖွဲ့ကဖမ်းဆီးပြီးတော့ crypto ငွေကြေးဒေါ်လာ6ဘီလီယံသိမ်းဆီးလိုက်တဲ့အတွက်ပြတိမာသာမကကဘာမပါအကြီးမားဆုံးကြားဖြန့်လိမ်လည်ငွေတွေသိမ်းဆီးရမိမှုဖြစ်ပါတယ်။ဆန်ဟော့လင်းဟာလန်ဒန်စောင်းခွက်တရားရုံးမှာပင်ရှေ့ပိုင်းကငွေကြေးခဝါချမှုကိုရှင်မြန်ကျန်းနဲ့ပူးပေါင်းကြဆင်းကြောင်းဝန်ခံခဲ့ပါတယ်။မနေ့ကဒီမှုမှာဒေါ်လာ2ဘီလီယံတန်ကျရှိတဲ့ ဘစ်ကွိုင်းတွေကိုပူပေါင်းငွေကြေးခွာချခဲ့သူဂျန်ဝမ်ဆိုသူကိုလည်းထောင်နဲ့6နှစ်နဲ့8လချမှတ်ပါလေ။နိုဝင်ဘာ17ရက်နေ့နောက်ဆုံးစင်ကြချမှတ်ဖြစ်ပြီးတော့ဒေါ်လာ6ဘီလီယံတန်ကြီးရှိတဲ့ဘစ်ကွိုင်းပေါင်း6000ကျော်လင်ခဲ့တဲ့ဇီမီကျန်းဟာ2014နှစ်ထိချမှတ်ခံရတယ်လို့သတင်းတွေဖတ်ပေါ်ပါလေ။2018ကဘစ်ကွိုင်းငွေကြေးတယူနစ်တန်ကြီးဟာဒေါ်လာ3600တမီယနေ့ခေတ်မှာတယူနစ်တန်ကြီးဟာဒေါ်လာ3000အထိဈေးပေါက်နေတာပဲဖြစ်ပါတယ်။ နောက်သတင်းတပုတ်အနေနဲ့ရန်သူကို ထောက်ပံ့ပေးမှုဖြင့်တောင်ကိုရီးယားသမ္မတဟောင်းရောင်ဆက်ယိုကိုဆွဲချက်တင်လိုက်ပြီလို့သိရပါတယ်။ရောင်ဆက်ယိုကပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလဆေးဥချွေမိတ်ကျင်ညာဖို့အတွက်အကြောင်းပြချက်ရရှိဖို့မြောက်ကိုရီးယားကိုဒရုန်းတွေစေလို့ပြန်တန်းခဲ့တဲ့ဟုတ်မဟုတ်အစိုးရရှိနေတွေကထူးစွန်စန်းရေးဖွဲ့ပြီးစစ်ဆေးပါတယ်။မြောက်ကိုရီးယားကဒဇွန်နီယံတုံ့ပြန်မယ်ဆိုရင်တော့ရောင်စက်ယူရဲ့စေအချွေမိတ်ဟာကျိုးကြောင်ခိုင်လုံသွားနိုင်တဲ့အတွက်ဒီကိစ္စကိုရှိနေတဲ့ကစုံစမ်းနေတာပါ မြောက်ကိုရီးယားပြီးခဲ့တဲ့နှစ်ကပျုံယံမြို့တော်ကောင်းကင်ယံမှာဝါရဖြန့်ဆန်းဆောင်တွေပါတဲ့တောင်ကိုရီးယားဒရုန်းတွေပြန်တမ်းကြောင်းတည်ပြုပေမဲ့တောင်ကိုရီးယားကတော့ဒီဒရုန်းတွေကိုစစ်တပ်ကလွတ်တင်ခြင်းရှိမရှိတည်မပြုပါဘူးအစိုးရရှင်းနေပတ်ကြီးအောင်ကအထူးရှင်းနေဖွဲ့ဟာရောင်းဆက်ယူအားရန်သူကိုအကျိုးရှိစေမှုအာဏာလွှဲသုံးမှုဆိုတဲ့အကြောင်းတရားစွဲဆိုခဲ့ကြောင်းပြောပါတယ်ရောင်းဆက်ယူအားရေးပေါ်ဆွေးချွေမိကြီးညာခွင့်ရရှိဖို့အခြားသူတွေနဲ့ပူးပေါင်းကြံစည်ပြီးခြေနေကိုဖန်တီးယူကြောင်း ဒီလောက်ဆောင်မှုဟာတောင်ကိုရီးယားမျိုးသားလူကြုံရေးကိုထိခိုက်စေပြီးကိုရီးယားနှစ်နိုင်ငံထိတိုက်တွန်းနေတဲ့အနေအထားဖြစ်စေကြောင်းရှင်းနေတယ်ကပြောပါလိမ့်။ဒါ့အပြင်ရောက်ဆိုင်ရဲ့တံပြန်ထောင်လိုင်းရေးတပ်မှုကွဲမှတ်စုမှာမြောက်ကိုရီးယားကိုအရှက်ရအောင်လုပ်ပြီးတော့မြောက်ကိုရီးယားတုံ့ပြန်မှုကိုဖန်တီးယူမယ်လို့ဆိုပါတယ်။အချင်းတွေကိုမတီးမငြိမ်ဖြစ်အောင်ဖန်တီးယူမှာဖြစ်ကြောင်းပြောပါတယ်။နောက်ဆက်ရပြီးကြတဲ့နေ့ဒီဇင်ဘာကစေအုပ်ချုပ်ရေးမိတ်ကြီးညာခဲ့ပြီးမယ်။နိုင်ပိုင်းတို့မှာပဲလွတ်တော်ကဒီမိတ်ကိုပဲဖြတ်ပြီးရောက်ဆိုင်ကိုဆွဆွပြစ်နေပါလိမ့်။ရောက်ဆိုင်ရဲ့စေအုပ်ချုပ်ရေးမိတ်ကလည်းပြည်သူတွေရဲ့ဟန်တာမှုကြောင့်ပြစ်ပြစ်သွားပါတယ်။ အဲ့တော့အေဘီလာတွင်ချင်းငယ်ဥပဒေဆိုင်တရားဝန်ကယာဒူကနေဖယ်ရှားပါတယ်။နေရှိရောင်ဆိုင်ရွာနိုင်ငံတော်ပုံကမှုပါဝင်အခြားဆွေချက်တွေနဲ့တရားရင်ဆိုင်နေရပါတယ်။ရောင်ဆိုင်ရုံအနေနဲ့သူ့ပေါ်ဆွဲဆိုထားတဲ့ဆွေချက်တွေနဲ့ပြစ်မှုထင်ရှားစီရင်ခံရမယ်ဆိုရင်သေဒဏ်ထိချမှတ်ခံရနိုင်ပါတယ်။